အိန္ဒိယဈေးဆိုင်တွေကတူရကီကုန်ပစ္စည်းတွေကိုသဘိမ်မောက်လိုက်ကြပါတယ်။အဓိကအကြောင်းရင်းကတော့တူရကီသမ္မတ Tiras Erdogan ကဒီနောက်ထပ်မွတ်စလင်နိုင်ငံဖြစ်တဲ့ပါကစ္စတန်ကိုအားပေးထောက်ခံလို့ပါ။အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားမှာဒီဝေဟင်စီးချင်းထိုးတိုက်ခိုက်မှုအပြီးမှာတော့ဒီတူရကီသမ္မတရဲ့သွေးစည်းညီညွတ်မှုကိုပြသတဲ့ပြောဆိုမှုထွက်လာခဲ့ပါတယ်။သဘိမ်မောက်တဲ့အထဲမှာဒီတူရကီကထုတ်ကုန်တွေဖြစ်တဲ့ကော်ဖီ၊ချောကလက်၊တစ်တီးယိုနဲ့အလှပြင် စ္စည်းတွေကနေဒီအဝတ်အစားတွေအထိပါပါတယ်။တပိတ်မောက်ရမှာအိန္ဒိယကဈေးဆိုင်ငယ်လေးတွေကနေ online နောက်ပြီးတော့ online ကနေဒီလက်လီရောင်းနေတဲ့ပေမကုမ္ပဏီတွေအထိပါဝင်နေပါတယ်။တလင်းလာနေကတော့နိုင်ငံတလွားမှာရှိတဲ့စားသောက်ကုံရောင်းတဲ့ Mom and Pop Store ဆိုင်73တန်းကိုပစ္စည်းပေးပို့နေတဲ့အိန္ဒိယနိုင်ငံလုံးဆိုင်ရာဒီစားသောက်သူကုန်ပစ္စည်းဖြန့်ဖြူးရေး Federation AICPDF ကတူရကီနိုင်ငံကထုတ်တဲ့ကုန်ပစ္စည်းတွေ ကိုသပိတ်မှောက်လိုက်တဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်။ online ဈေးရောင်းကုမ္ပဏီတွေကလည်းသပိတ်မှောက်တဲ့အထက်မှာပါလာပါတယ်။ Flickr လို့ခေါ်တဲ့ online ဈေးစင်ထဲကတူရကီ brand အဝတ်အစားနဲ့ fashion ပစ္စည်းအများပြားကိုဖယ်ထုတ်လိုက်ကြပါတယ်ရှင်။